ကျက်တူးရည်နဲ့တဆူဆူတဲ့သူကတော့ထမင်းဟင်းနဲ့ရှဲတင်နေပြီးထမင်းဘူးကိုတပုံတိချာရနေပါတယ်။ကျော်တီးရဲ့သူ့မိမမီကူကအလော်တကြီးဖြစ်နေရကြောင်းတဆူကမီကြီးရဲ့ကမီကူကအစည်းဝေးရှိတာကိုပြောပြီးအိမ်ကထွက်သွားပါတယ်။တဆူကတော့ပုံမှန်တိုင်းအိမ်မူကိစ္စတွေလုပ်မယ်လို့စဉ်းစားနေတော့သူ့မိမကထမင်းဘူးကြံခဲ့တာကြောင့်ထမင်းဘူးကိုတိချာထုတ်ဖို့ပြီးပေးဖို့အမြင်လိုက်ပါတယ်။ဒါအမှန်လမ်းမှာရဲတွေစစ်ခတ်နေရပြီးတဆူကသူ့ပြိုင်မဲ့ဂိုင်းဆက်ဘူးလောက်ကိုအသားလေးဖြုတ်ခဲ့တယ်။မတိမ်မြို့နှကားဆိုတဲ့နာမည်ကြောင့်လည်းနာမည်ကြီးခဲ့တဲ့ယာကူဇာဂိုင်းဝင်တယောက်ဖြစ်ခဲ့တာကိုသိတဲ့အခါကြောက်နေပေမဲ့တဆူကတော့ခတ်တီတီနဲ့ပဲနေနေရကြောင်းသူတို့တွေလည်းစဉ်းစားမရဖြစ်နေပါ ါတယ်။နေ့လည်ခင်းမှာတော့ဓာတ်စုပ်တွေကိုအိမ်တိုင်းလိုက်အောင်ပြီးလှုပ်ရှားနေတဲ့ဝီတာဆိုတဲ့လူတစ်ယောက်ကတာစုစီကိုဓာတ်လာရောက်တဲ့အခါတာစုကသွေးရည်နဲ့ဖြစ်နေရကြောင်းလန့်နေရပါတယ်။သူကလည်းဓာတ်ကရှင်မိုက်တဲ့အကြောင်းပြောနေတဲ့အခါတာစုကအနီးနားတစ်ဝိုက်မှာဂျင်းကောင်တစ်ယောက်ကပစ္စည်းအစုပ်တွေလင်ရောက်နေရကြောင်းဓာတ်ကိုစမ်းကြည့်မှပြောနေပြီးဝီတာကလည်းကြောက်နေပါတယ်။တာစုကဓာတ်ကိုတုံးပြီးအသားခင်ဟန်ပါကရှက်နေကရှက်ပြီးတဲ့အခါဝီတာကိုကြွေးလိုက်ပါတယ်။ဝီတာကတော့ဟင်းကကောင်းလုံးတာကြောင့်ကြိုက်နေပေမဲ့တာစုကတော့ကြောက်နေရပါတယ်။နေ့လည်ခင်းမှာတော့မာဆာဆိုတဲ့လူတစ်ယောက်ကတာစုဟင်းဝဲတာကိုတွေ့တဲ့အခါတန်းလုံးဆက်နေပြီးမာဆာကသူတို့ခံအဖြစ်အပျက်ကိုပြောပြနေပြီးဘာလ ို့ယာကူဇာလောက်တာကနေနားလိုက်တာလေလို့မင်းနေပါပဲ။တဆူကတော့ဘာမှပြောမပြောပဲဟင်းချက်တန်တန်တက်နေပြီ။မဆာကဒေါသထွက်လာပြီ။ယာကူဇာလောက်ကိုပြောတဲ့အခါသူကယာဇဝက်လောကနဲ့မပတ်သက်တော့ပဲအင်ရှင်သီးဖြစ်သွားတာကိုပြန်ထေလိုက်ပါ Telegram မှာ Any Draw နိုင်နိုင်လို့ရိုက်ချပြီးမမဝမချီလို့ရနိုင်တဲ့ Enemy Series အပြင်နံပါတ်ကြီး O Enemy Series တွေဖြစ်တဲ့ Dragon Ball, Bleach နဲ့ Hunter x Hunter ကို T-shirt နဲ့မှ free သွားကြည့်လို့ရပါတယ် မဆာကတော့အဖြေကိုလက်မခံနိုင်နဲ့ရန်ရှာတဲ့အခါတာဆူကလည်းတီးပေးလိုက်ပါတယ်။နောက်နေ့မှာတော့တာဆူကဈေးဝယ်ထွက်နေတော့ကင်နီမီကန်ကလူတစ်ယောက်နဲ့တွေ့ပါတယ်။ဒါမှမဟုတ်တာဆူက discount ရှာလာတဲ့ပစ္စည်းတွေကိုဝယ်ဖို့လိုတာကြောင့်အမြန်ပြေးပြီးတွားလို့နေပေမဲ့ကင်နီမီကန်ကကောင်ကရှုံနေရကြောင်းဘာမှမရလိုက်ပါဘူး။တာဆူကလည်းတင်းပြီးကင်နီမီကန်ကကောင်ကတနက်နဲ့ချိန်လိုက်တဲ့အခါတနက်ကိုလူလိုက်ပြီးလက်အိတ်ဆုပ်ပေးလိုက်ပြီးထားခဲ့လိုက်ပါတယ်။ဒါမှမဟုတ်ကင်နီမီကန်ကကောင်ကတော့လက်အိတ်ကြောင့်သူ့မိကိုတရိယသွားပြီးဝန်းနှံ့နေပါတယ်။သူ့မိမမီကူရဲ့မွေးနေ့မှာတော့တာဆူကသူ့မိမကြိုက်တဲ့ Polycule Blue Way အခွေကိုမရရအောင်ရှာဝယ်နေပြီးမွေးနေ့လက်ဆောင်ပေးလိုက်ပေးမယ်။ သူမိမကအခွင့်ရှိပြီးသားဖြစ်တာကိုပြောတဲ့အခါတာဆူတယောက်ခြေကွင်းနေရပါတယ် တနေ့မှာတော့တာဆူကတရားရုံးလာမှာဖြစ်တာကြောင့်တန့်ရှင်းလုံးနေပြီသူမိမယူလာတဲ့တန့်ရှင်းဆဲရုပ်ကိုစမ်းသုံးကြည့်နေပါတာဆူကအစားကတော့ဆဲရုပ်ကိုအထင်ကြီးနေပေမဲ့သူ့လောက်မှမမြင်ဘူးဆိုကတန့်ရှင်းလုံးနေပါဒီကြားရဲ့ကြောင်ကလာရှုံးနေရကြောင်မောင်းထုတ်လိုက်ပြီးကြောင်ရဲ့အမိကိုဆဲရုပ်ကတက်တင်းမိရကကြောင်ကလည်းလွတ်မီပြေးကျင်အောင်ပြေးနေကအိမ်ကတစားစီဖြစ်သွားပြီးတွားကြည့်ရဲ့တာဆူကတော့ခွိုင်းပလင်းနဲ့ထီသွားပါအင်ဂူလာလည်းသူ့ရောက်တဲ့အခါတာဆူတယောက်ကတော့တွေးရင်နဲ့တစားစီဖြစ်နေပြီးတန့်ရှင်းဆဲရုပ်ကတော့ခက်တီတီနဲ့အားပြန်သွင်းနေပါနောက်နေ့မှာတော့မိဘတယောက်ကမအားတာကြောင့်ရူတာဆိုတဲ့ကလေးတယောက်ကိုကြည့်ပေးနေရပါတာဆူကလည်းကလေးကိုမပြေး အောင်ဆော့ပေးဖို့လုပ်ပေးမယ်တာဆူကကြောက်စရာကောင်းတာကြောင့်ရိုဒါလည်းလန့်နေပါတယ်ဒါပေမဲ့တာဆူကကွကီတွေးလိုက်တဲ့အခါရိုဒါကလည်းစိတ်ရေသွားပြီးတာဆူကခင်းဆုံးမှာကိုပြောတဲ့အခါပျော်နေပါတယ်ဒါပေမဲ့တာဆူပြောတဲ့ဂိမ်းကဗီဒီယိုဂိမ်းမဟုတ်ပဲရှင်းအောင်ဂိမ်းဖြစ်နေရကိုသိရခါစိတ်ညစ်သွားပြီးတာဆူကရိုဒါကိုရှော့ဖို့ပေါ်လစ်ကျူထက်ကအယုံမလေးတရုပ်ကိုပေးလိုက်ပါတယ်ရိုဒါကလည်းပျော်သွားပြီးပြစ်ဆော့နေတော့ချော်လဲသွားတဲ့အခါအယုံလေးကနှစ်ချမ်းကျိုးသွားပါတယ်ရိုဒါကတော့အယုံလေးကိုဖြတ်စင်းမိရကြောင်ကြောက်နေပေမဲ့တာဆူကအဆင်ပြေတာကိုပြောပြီးအယုံလေးကိုမြင်မြုပ်လိုက်ပါတယ်ဒါပေမဲ့သူ့မိမရောက်လာတဲ့အခါမှာတော့အဖြစ်ပြအကုန်လုံးကိုရှင်းပြပြီးတောင်းပန်နေရပါတယ်တ တဖက်မှာတော့မဆာကလမ်းကတန်တို့ကိုင်းကလူရင်နဲ့ရန်ပြင်းမိပြီးထိုးကြမလို့ဖြစ်နေတော့တာစုကသူ့နာရောက်နေပါတယ်မဆာကလည်းပြော်သွားပြီးတာစုကိုအားကိုးနေပေမဲ့တာစုကမဆာကိုကိုယ့်ဘာသာကိုရှင်းဖို့ပြောပြီးတန်ကိုကိုင်းကလူတွေကတာစုရဲ့တေးဥမှန်ကိုသိတဲ့အခါသူ့လက်ထက်ကခွန်လို့ဖို့တစ်တာကြောင့်နဲ့ရပြီးဓာနဲ့ရှာဖို့လုပ်ပေမဲ့တာစုကဓာကိုကာလိုက်ပြီးဦးကြောင့်ရလုံနေရကြအောင်သူတို့တွေကနားပလည်နိုင်ဖြစ်သွားပြီးထွက်သွားကြပါတယ်မဆာကတော့အင်ရှင်ဒီဘွားနဲ့ယာကူဇာဘွားကချိတ်ဆက်နေတာကိုရင်မိပြီးသူ့ကိုပါအင်ရှင်ဒီဘွားအကြောင်းသင်ပေးဖို့ပြောနေပြီးညနေပိုင်းမှာတော့သူတို့တွေကခွန်ကိုပြီးအောင်လုပ်နိုင်လိုက်ပါတယ်တနေ့မှာတော့တာစုကအင်ထဲမှာအကွင်းဆော့နေပြီး သူမိမကအာယုံနောက်တာကြောင့်ကျမရဲ့အခမဲ့အတန်းရှိတာကိုပြလိုက်ပါတယ်။ကာဆူကလည်းအခမဲ့တင်တန်းကိုတော့တက်ပြီးအိမ်ရှင်မတွေအကုန်လုံးနဲ့အီရိုဗတီလုံးနေပြီးယောဂတွေလည်းလုံးနေကသူလိုရတဲ့ post တွေကိုယာကူဇာဖြစ်ခဲ့တော့ကအတွေ့အကြုံနေနဲ့ရှင်းပြောနေပါတယ်။ဒါပေမဲ့အဝတ်လဲရတဲ့ကတာဆူကမိမအဝတ်အခမ်းနဲ့မှာဝင်မိတာကြောင့်ယာကူဇာတို့ကအပြစ်ခံရတယ်လို့မျိုးရက်ဆက်တဲ့ညီမျိုးစုံနဲ့သူ့ကိုတံပေးဖို့ပြောနေပါတယ်။တာဆူကသူ့မိမမိကူနဲ့ဈေးဝယ်ထွက်နေတော့လူတွေကတာဆူကိုကြောက်နေကြတာကိုမီဆူကပြောပြတယ်ကသူကအိမ်ညီနာချင်းနေနဲ့အဆင်ပြေနေရကြောင့်မိကူပြောတာကိုမယုံပါဘူး။မိကူကတော့တာဆူကိုကြောက်ကြတာကဝိစားစင်ပုံကြောင့်ဖြစ် ိုင်လောက်တဲ့ဆိုက shopping ထွက်နေပြီမယ်ဒွန်ရင်ကဒွန်ရင်ပဲဖြစ်နေပြီတန်ဆူကလည်း shopping မေးရပတ်ကြည့်နေတော့သူ့မိမမိကူကြိုက်တယ်ပေါ်လေကူတွေကကောင်မလေးတွေနဲ့အဖဲရုံကိုတွေ့သွားပြီးဝတ်ပြလိုက်တဲ့အခါမိကူကလည်းကြွေသွားပြီးအကောင်လုံးကတော့သူတို့နှစ်ယောက်ကိုထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်နေကြပါတယ် တိုယာဆိုတဲ့ယာကူဇာခိုင်ကောင်းဆောင်ကထောင်ကနေထွက်လာပါတယ်။တစ်ဖက်မှာတော့တာဆူနဲ့မာဆာကဈေးဝယ်ထွက်နေပြီးတာဆူကလည်းတင်ကန်းစာပေးနေကမာဆာကရည်ရဲမှုဝယ်စားဖို့လုပ်နေတော့ကာနေဒါတိုယာကတာဆူနဲ့အခမ်းအကျေရန်သူကြီးဖြစ်နေပါတယ်။သူတို့နှစ်ယောက်သားကလည်းတင်းနေပြီးရှာဖို့အသင့်ပြင်းနေကတကယ်တမ်းရှာတဲ့အခါမှာတော့အရှိုးပွဲပြိုင်တာပဲဖြစ်ပြီးနှစ်ယောက်သားကလည်းအရှိုးပွဲတွေချဲလုံးနေကြပြီးသူတို့လှုပ်ထားတာကိုဓာတ်ပုံရိုက်ပြီး online ပေါ်တင်လိုက်ပါတယ်။ဒါရမဲ့နှစ်နာရီကြာတော့သူတို့ဓာတ်ပုံကလိုက်တစ်ခုမှမရပဲသူတို့နှစ်ယောက်လုံးကတေးကြနေပါတယ်။တနေ့မှာတော့တာဆူနဲ့မီကူတို့ကကားဝယ်ကြတဲ့အခါမီကူကတော့စင်ကန်ကားလေးကိုကြိုက်နေပြီမယ်။တာဆူကတော့ truck ကအသေးပဲလိုချင်နေကအယောင်းတွေကလည်းနောက်ခန်းကျဲတဲ့ကားစီးပြလိုက်တဲ့အခါတာစုကလည်းစိတ်ဝင်စားသွားပြီးစမ်းမောင်းကြည့်နေပါတယ်။ဒါမှမဟုတ်တာစုကစမ်းမောင်းနေတော့လမ်းမောင်းကလူတွေကသူ့ကိုလှုပ်ကြမယ်လို့တွေးမိတာကြောင့်တလွဲတွေလုံနေပြီးနောက်ဆုံးမှတော့စမ်းမောင်းနာကိုရက်လိုက်ပြီးကားဝဲတဲ့ကိစ္စကိုနောက်ဆုတ်ထားလိုက်ပါတယ်။နောက်နေ့မှာတော့မာဆာကတာစုကိုသူ့အိမ်ခေါ်သွားတဲ့အခါအိမ်ထဲမှာအဝတ်တွေပုံနေရကြောင်းတာစုကလည်းတင်ကစားပေးနေပြီးအဆွန်ရွှွန်နေတဲ့ပါအသေးစိတ်တင်ပေးနေပါတယ်။တစ်ခါမှတော့တာစုကကမြင်ကြောထားပြီးပစ္စည်းတွေချဝယ်မိလို့ပစ္စည်းတွေအကုန်လုံးကိုပြန်ရောင်းနေရပါတယ်။တစ်ခါမှတော့စာယူဝါဒါကြီးဂိုင်းကခေါဆောင်ကရောက်လာပြီးတောင်းချမ်းနေတဲ့အခါတာစုကရောက်လာ ပြီးစကားနဲ့အေးဆေးဖြစ်ခြင်းမို့ပြောနေပါဒါမှခိုင်ကောင်းဆောင်ကတဆူကမတင်မျိုးနကားဆိုတာရေးမိတဲ့ကတိတ်ထွက်မတက်ကြောင်နေပြီးတဆူကပစ္စည်းတွေကိုလက်ဆောင်ပေးနေပေမဲ့ခိုင်ကောင်းဆောင်ကတော့တဆူကသူ့ကိုနှိပ်စက်တော့မယ်ဆိုကကြောက်ပြီးမေးတယ်သွားပါတဆူကသူ့ရင်ရှင်းမှာအပင်ဆိုင်နေပြီးရဲတွေကတော့တဆူကမူရင်းပင်ဆိုင်ထားတယ်လို့တန်ရယာဝင်နေရကြောင်းတဆူကိုကြည့်နေပြီးတဆူကတိတ်ရနဲ့အပြင်ထွက်သွားတဲ့အခါနောက်ကလှဆောင်နေပါတဆူကမဆာနဲ့တွေ့ပြီးပစ္စည်းတစ်ခုပေးလိုက်တာကိုရဲတွေကမူရင်းစေးရောင်းနေတယ်လို့အထင်လွဲပြီးလှဆောင်နေကနောက်ဆုံးမှတော့တဆူနဲ့မဆာတို့ကစိုင်းပိတ်ထားတဲ့မိုးဆိုင်နဲ့ဝင်သွားကြပါရဲတွေကလည်းအထဲဝင်သွားပြီးတဆူကို စစ်မင်းနေပေမဲ့တာဆူကတုတ္တတာထဲမှာကအမွေပန်းအောင်ရှိရကိုပြပြလိုက်တဲ့အခါရဲတွေကလည်းသူတို့အထင်လွဲသားတာကိုသဘောပေါက်သွားပါတယ်။တဖက်မှာတော့ဆာယူဝါဒါကြီးဂိုင်းကောင်းဆောင်ကတာဆူနဲ့ပြန်တွေ့ရင်မကြောက်အောင်တေချာပြင်ဆင်နေပါတယ်။ဒါပေမဲ့တာဆူကိုအဝေးကပဲတွန်းမိတာနဲ့တင်ကြောက်ပြီးလဲသွားပါတယ်။